ိုင်းမှာရှိတဲ့ဒီလူငယ်တွေเนาะဟာလူငယ်တွေကိုပြန်မင်းဆွဲနေတာเนาะပေါ်တာဆွဲဆိုတာပြန်မင်းဆွဲနေတာဟာပြန်မင်းဆွဲပြီးတဲ့အခါကျတော့ဟာဆက်ကြီးကောက်တယ်ဟာဓမြတိုက်တယ်ဟာအမျိုးမျိုးနှိပ်စက်ညှင်းပန်းတယ်ဒါတွေအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တည်င်းထူးတည်င်းကောင်းတည်င်းမှန်တွေတင်ဆက်ပေးတော့မှာမို့ ျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ရှင်တဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်ဒီနေ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့နိုင်ငံရေးအနေအထားအရာပေါ့နော်အဲ့တော့ဒီတော့ဒီ နောက်တစ်ဖက်ကပြန်ကြည့်ရင်လည်းဒီနေ့ကျွန်တော်တို့ဒီဆရာနာရှင်စနစ်နော်အာကျွန်တော်တို့ရဲ့ခင်မှာနောက်ဆုံးဖြစ်ဖို့အတွက်ကဒီကျွန်တော်တို့မြန်မာပြည်ရင်းထဲမှာပေါ့နော်ဒီပြည်သူလူထုကိုအခြေခံတဲ့ဒီလူထုလှုပ်ရှားမှုတွေဟုတ်လားပေါ်ပေါက်ဖို့အတွက်မှာပြည်သူလူထု ဒီရဲ့စီယုံမှုညဉ့်ညွမှုဟလာဒီနိုင်ငံရေးနိုးကြွမှုတက်ကြွမှုတွေနော်ပြန်ပြီးတော့စုဖွဲ့နိုင်မှုဟလာပြန်ပြီးတော့အင်းနဲ့အားနဲ့ဖြစ်နိုင်မှုအတွက်ကိုဒီနေ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့နော်ဆရာနာရှင်စနစ်ကျွန်တော်တို့ရဲ့ခင်မနောက်ဆုံးဖြစ်ဖို့အတွက်ကိုအရေးတကြီးလိုအပ်နေတဲ့ strategic demand လည်းဖြစ်တယ်နော် အဲ့ဒါလေးကို ကျွန်တော်ကဒီနေ့ဒီဥဝါတော်နဲ့เนาะဒီပြူစောတိများ အကြောင်းပေါ့ဗျာเนาะအာဒီကိစ္စလေးကိုမပြောခင်မှာဒါကျွန်တော်အရင်ဆုံးပြောခြင်းပါတယ်အဲ့တော့ဗျာအခုဆိုလို့ရှိလို့ရှိရင်ကျွန်တော်တို့ဒီဟိုစစ်မှုထံဥပဒေနဲ့ပေါ့เนาะစစ်မှုထံဥပဒေနဲ့ဒီစစ်တင်နန်းနေခေါ်နေတာဆိုလို့ရှိလို့ရှိရင် အမတ်စင်19ကို ရောက်ပြီလို့နော်ရောက်ရောက်ပြီနဲ့တူတယ်နော်အမတ်စင်19ကိုရောက်ပြီနဲ့တူတယ်အဲ့တော့ဒါတွေကလည်းအားလုံးပြောရကြပြီးသားဖြစ်တယ်နော်ဒီစစ်ရာဇွေးကောင်တွေဟာတိုင်းပြည်မှာ ရှိတဲ့အလူငယ်တွေကိုအလူမိုက်တွေကိုအတုံးချပြီးတော့ဟလာအလူတွေကို ပြန်မေးဆွဲတယ်ဟလာအလူတွေကို လူငယ်တွေကို အတင်းအဓမ္မဖမ်းဆီးတယ်နော် ဖန်းစီပြီးတော့ဗျာဟိုဘယ်လိုမျိုးလဲဆိုတဲ့အခါကျတော့ဒီခွေးချံဝက်ချံလူမျိုးပေါ့နော်အာဒီလိုအနေထားမျိုးတွေမှာဟုတ်လားအာလူငယ်တွေကိုထဲ့တာပြန်မေးဆွဲနော်ပစံတောင်းဓမြတိုက်ဟုတ်လားအာဒီလိုစစ်မှုတန်းတွေကိုအတွက်ကိုဒါတင်နှန်းပြလာတာဒါအခုဆိုလို့ရှိရင်16နေအမှတ်စဉ်16နေရှိပါတယ်ဒါပေမဲ့ဒီနေ့ ကျွန်တော်တို့တိုင်းပြည်မှာဒီလိုမျိုးဟလာစစ်ရာဇွေးကောင်းနေဟလာစစ်မှုထမ်းဥပဒေကို တလွဲသုံးစားလုပ်ပြီးတော့ပြည်သူလူထုစီကနေပြီးတော့စက်ကြီးကောက်ဓမြတိုက်ပြန်ပြီးဆွဲနေတဲ့အလုတ်တွေဟာဘသူမှကျွန်တော်တို့ဒီအလုတ်တွေကို ဟလာဟိုတားဆီးနိုင်တဲ့အာလှုပ်ရှားမှုတွေအနေထားတွေအာ ကျွန်တော်တို့မတွေ့ရသေးဘူးနော်ကျွန်တော်တို့မတွေ့ရသေးဘူးဒါတွေက တကယ်တကယ်ကြတော့အရေးတကြီးလိုအပ်တဲ့ကိစ္စတွေဖြစ်တယ်ဗျအရေးတကြီးကျွန်တော်တို့တိုင်းပြည်မှာဟုတ်လားဒီလိုမျိုးစစ်မှုထမ်းနေတယ်ဘာကြောင့်နေစစ်မှုထမ်းရတာလဲနော်ဘာကြောင့်စစ်မှုထမ်းရတာလဲဆိုတဲ့ဟာကို ကျွန်တော်တို့တွေကဒီလူငယ်တွေကိုကျွန်တော်တို့ဟိုအတိတရားတွင်းပြရမယ်စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကိုကျွန်တော်တို့တွေပြန်ပြီးတော့ဟုတ်လား စတင်ရမယ်ငါတို့ဘာကြောင့်စစ်တိုက်နေရတာလဲဘသူအတွက်စစ်တိုက်နေရတာလဲဆိုတဲ့နော်မေးခွန်းတွေကို ပြန်ပြီးတော့မေးမဲ့လူလူလှုပ်ရှားမှုတွေကိုကျွန်တော်တို့ကအာစတင်ရတော့မယ်နော်အချိန်တော်လုံနေပြီပေါ့ဗျာနော်ဒါတွေကိုကျွန်တော်တို့တွေကအာလှုပ်ရမယ်အချိန်ကိုကျွန်တော်တို့အချိန်လုံနေပြီလှုပ်ဖို့လိုအပ်တယ်ပေါ့နော်ဒါကဟိုဥွာတော်နဲ့အာပြူစောတိတွေအကြောင်းမပြောခင်ပေါ့ဗျာကဲထားပါတော့ဟလား ဟိုကျွန်တော်တို့ကပြောဆွေးနွေးမဲ့ဒါခေါင်းစဉ်ကိုအကြောင်းအရာကိုเนาะအာကျွန်တော်တို့မဆခင်မှာဟောဗျာเนาะဒီမှာကျွန်တော်တို့ကဒီလို နိုင်ငံရေးအကြောင်းနေဟုတ်လားဆွေးနွေးပြောဆိုတဲ့အခါကျတော့အာစစ်တမ်းမရှိလို့ရှိလို့ရှိရင်ဟုတ်လားအာတိုင်းပြည်ကိုဘသူတွေကဟုတ်လားကာကွယ်มาလဲเนาะအာသူစစ်တပ်ကြီးဟောဗျာတကယ်ဟိုဟိုကျေးဇူးရှင်လို့ပုံစံမျိုးနဲ့ နော်အာပြောဆိုနေကြတာဟုတ်လားအကျွန်တော်တို့ဒါမျိုးစကားတွေပြောလို့ရှိလို့ရှိရင်အာတက်ကိုအာဖြိုဖြိုကွဲအောင်လုံးနေတာတက်နဲ့ပြည်သူနဲ့ကိုဖြိုကွဲအောင်လုံးနေတာဆိုတဲ့စကားမျိုးတွေကိုအာအခြားတစ်ဖက်ကနေပြီးတော့ဗောဗျာပြန်ပြီးတော့တုံ့ပြန်လေးရှိတယ်နော်အဲ့တော့တုံ့ပြန်လေးရှိတယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့အာစဉ်းစားကြည့်အောင်နော်ကျွန်တော်တို့ဒီစစ်တပ်ကကျွန်တော်တို့ရဲ့တိုင်းပြည်ကို တကယ်တကယ်တကယ်ပဲဟိုကာကွယ်နေလားတန်တဲ့ပြည်သူကိုကျွန်တော်တို့ပြောတဲ့စကားတွေကတန်တဲ့ပြည်သူကိုဟာလာတကယ်ပဲတွေးခွဲတဲ့အာစကားတွေလားဒါမှမဟုတ်လို့ရှိလို့ရှိရင်လည်းဒီတက်မတော်ကြီးကိုသူလှုပ်ခဲ့တဲ့ဟာရင်းနဲ့ပတ်သက်လို့ကျွန်တော်တို့ပြည်သူလူထုတွေကအမြဲတမ်းဟိုကျေးဇူးတင်နေရမလားဆိုတဲ့အာစဉ်းစားကြရလေးတွေကိုလည်းကျွန်တော်အရင်ဆုံးပြောချင်တယ်ဗျာ နော်အဲ့တော့ဗျာဟိုကျွန်တော်တို့ကဒီလိုစကားတွေဆွေးနွေးတဲ့အခါကြလို့ရှိရင်မင်းကတက်တဲ့ပြည်သူတွေကိုသွေးခွဲနေတာလားဟာတက်ကိုမင်းကပြိုကွဲအောင်လုပ်နေတာလားဆိုတဲ့အခါကြတော့ကျွန်တော်တို့မမွေးခင်တည်းကတက်တဲ့ပြည်သူတွေကသွေးခွဲနေတာလေဗျာမဟုတ်ဘူးလားကျွန်တော်တို့မမွေးခင်မှာတည်းကဟုတ်လားဒီစစ်တပ်ရဲ့နိုင်ငံရေးမှာ ဒီလိုမျိုးပါဝင်ပတ်သက်တာကိုဟိုပါလီမန်ဒီမိုကရေစီခေတ်မှာလည်းအာမကျေနပ်တဲ့အတွက်ကြောင့်မလို့နိုင်ငံရေးပါတီတွေအချင်းချင်းဟုတ်လားဒီလှူရှားသူတွေအချင်းချင်းမှာအာစန့်ကျင်မှုတွေအများရင်းပေါ်ပေါက်နေတယ်နော်အာပြီးတဲ့အခါကြလို့ရှိလို့ရှိရင်ဒီ1962ပေါ့ဗျာနော်ဒီအာနာသိန်းတွေပေါ့သဘောထားပေါ့ဟုတ်လားအာဒီနေ့ဒီလိုအာနာသိန်းပွဲမှာလည်းအာတက်နေပြည်သူတွေက အတွေးကွဲနေတာပဲဟုတ်လားအဲ့တော့ဗျာပြောရင်စကားတွေကရှည်တာပေါ့ဟုတ်လားတဲ့နဲ့ပြည်သူတွေကကျွန်တော်တို့တွေမမွေးခင်မှာတည်းကတွေးကွဲနေကြတာနော်ပြဿနာတက်နေကြတာကျွန်တော်တို့မွေးပြီးတော့မှအခုကျွန်တော်တို့ကနေပြီးတော့တက်ပြီးတော့အာဒီစကားတွေကိုပြောတော့မှတက်နဲ့ပြည်သူတွေကတွေးကွဲတာမဟုတ်ဘူးတက်နဲ့ပြည်သူတွေကနော်ကျွန်တော်တို့မမွေးခင်တည်းကတွေးကွဲနေတာ ဟုတ်လားအဲ့တော့တတ်နဲ့ပြည်သူနဲ့သွေးကွဲယုံနေမဲလားဆိုတော့မဟုတ်ဘူးနော်ဒီတတ်မတော်ထဲမှာလဲသူတို့ဒီစစ်ကောင်းဆောင်တွေအချင်းချင်းစစ်ဘုတ်ချုပ်တွေအချင်းချင်းကြားမှာကျွန်တော်တို့မမွေးခင်တွေကသွေးကွဲနေကြတာဟုတ်လားဟိုလွတ်လပ်ရပြီတဲ့အချိန်မှာဗမာတတ်မတော်တွေကတိုက်ရင်းနေအာတော့ခုဝါကြတယ်အာနောက်ပိုင်းတက်ထဲမှာဟုတ်လားအာဖြုတ်ထုတ်ရှင်းပွဲတွေလုပ်ကြတယ်သူတို့စစ်ကောင်းဆောင်တွေအချင်းချင်း အာနာတွေလူးကြတယ်နေရာတွေလူးကြတယ်သူတို့တက်ထဲမှာလဲအတချိန်လုံးတစ်လျှောက်လုံးအသွေးခွဲနေတာပဲဟုတ်လားနောက်ဆုံးဦးနေဝင်းကနိုင်ငံအာနာကို အခိုင်အမာမှာသူဟုတ်လားခြေကုပ်ယူနိုင်တဲ့အခါမှာတော့မပဲသူမွေးထားတဲ့ဒီမြောက်တီဘောဗျာမျက်မှန်တင်ဦးလိုလမ်းပါတင်ဦးလိုဟုတ်လား အခုမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှောင်နှင်းဖြစ်သွားတဲ့ဗိုလ်ချုပ်တင်ဦးတို့နော်အာဥအောင်ရွှေတို့ဘာလို့ကြောင့်အများကြီးပေါ့ဗျာဟလာအဲ့တော့ဒီတက်ထဲမှာလေသူတို့ဒီစစ်ကောင်းဆောင်တွေအချင်းချင်းကြားထဲမှာအမြဲတမ်းတွေးကွဲနေကြတာဟုတ်တယ်နော်အဲ့တက်နဲ့ပြည်သူနဲ့ကြားထဲမှာလည်းအမြဲတမ်းတွေးကွဲနေကြတာအဲ့တော့အဲ့လိုတွေးကွဲမှုတွေရဲ့အဓိကအကြောင်းရင်းဟလာ ီတက်မှာလောက်ပိုင်ခွင်းနဲ့အာနာကို ထိတ်ဆုံးခနေပြီးတော့ချုပ်ကန်ထားနိုင်တဲ့နော်အာနာရှင်မောဗျာဥနေဝင်းဆိုလဲဥနေဝင်းဥတန်းရွှေဆိုလဲဥတန်းရွှေအခုမင်းအွန်လိုင်းဆိုလဲမင်းအွန်လိုင်းပေါ့ဟုတ်လားအဲ့တော့ဒီစကောင်းဆောင်တွေကပြည်သူလူထုရဲ့ဆန္ဒတနည်းပြောရလို့ရှိလို့ရှိရင်အများဆန္ဒကို လုံဆန်ပြီးတော့ ူတို့ကတိုင်းပြည်ကိုလက်နက်နဲ့အာဏာနဲ့အုပ်ချုပ်ပြီးတော့ဟလာဒီလူတွေရဲ့အထက်မှာကျွန်တော်တို့ပြည်သူလူထုပေါ့ဗျာပြည်သူလူထုတဲမှာဆိုလို့ရှိရင်ပညာရှင်တွေပါမယ်ဟလာဟိုရိုးရိုးတမန်အရက်သားတွေပါမယ်ဟလာအော်လူထုလူရန်စားအမျိုးမျိုးပါတာပေါ့အဲ့ဒီပြည်သူလူထုလူထုလူရန်စားအမျိုးမျိုးရဲ့လူလူလူရဲကအမျိုးမျိုးထက်ကိုသူကအမြဲတမ်းခေါင်းတလုံး ခေါင်းနှလုံးခေါင်းဆယ်လုံးပို့ပြီးတော့သူတို့ကနင့်နေချင်းတာအခွင့်ဒူးကံလူရန်းစားတွေတိုင်းပြည်မှာနိုင်ငံရေးသမားပဲဗျာဥနေဝင်လဲနိုင်ငံရေးသမားပဲဟုတ်တယ်ဗလားအာဥတန်းရှင်လဲနိုင်ငံရေးသမားပဲဥမင်းအောင်လိုင်းလဲနိုင်ငံရေးသမားပဲဟုတ်တယ်ဗလားနိုင်ငံရေးသမားဆိုလို့ရှိလို့ရှိရင်နိုင်ငံရေးသမားသမားတယောက်ကပရင်စီပယ်ချောယူဟာအာပြည်သူရဲ့ဆန္ဒကိုနားထောင်ရမယ်အများဆန္ဒကို အများဆန္ဒနဲ့ စန့်ကျင်ပြီးတော့မလောက်အောင်လေဗျာဒါကသူတို့ဒီဖျားတွေတည်နေတဲ့သူတို့ကိုးကွယ်တဲ့ဗုဒ္ဓဘာသာမှာရှိတဲ့မိင့်တရား၁၀ပါးတည်းကတစ်ချက်လေဗျာဟုတ်တယ်ဗလားအဲဒီမဲ့ဒီကျွန်တော်တို့တိုင်းပြည်မှာဒီစစ်တမ်းနဲ့ပြည်သူနဲ့သွေးကွဲနေတယ်ဟုတ်လားစစ်တပ်ထဲမှာလည်းအချင်းချင်းသွေးကွဲနေတယ်ဒါတွေကအဓိကလက်တယ်ခံအကြောင်းတရားကစစ်တပ်မှာ အာဏာယူရတဲ့လူတွေလုံပိုင်ခွင့်ရှိတဲ့လူတွေအများဆန္ဒကိုလုံဆန်ပြီးတော့ဟုတ်လားတိုင်းပြည်မှာအများဆန္ဒကိုလုံဆန်ပြီးတော့အာဏာကိုလက်နဲ့ကင်ပြီးတော့လက်နဲ့အားကိုးနဲ့အုပ်ချုပ်နေတဲ့အတွက်ကြောင့်ဒီလိုသွေးကွဲမှုတွေဒီလိုဖျော်ဖျဲဖြစ်မှုတွေဟုတ်လားကျွန်တော်တို့တွေကဖြစ်နေကြတာဗျကျွန်တော်အခုထပြီးတော့ပြောလိုက်တော့မှကျွန်တော်ပြောလိုက်တဲ့စကားတွေကြောင့်တန်းတဲ့ပြည်သူသွေးကွဲသွားတာမဟုတ်ဘူး။ ကျွန်တော်ပြောလိုက်တဲ့စကားတွေကြောင့်မလို့တက်ထဲမှာသွေးကွဲသွားတာမဟုတ်ဘူးเนาะသူ့အနေနဲ့သူရှိပြီးသားကဲအဲ့တော့ဟိုစစ်တပ်ကြီးอ่ะဗျာဟိုကျွန်တော်တို့တိုင်းပြည်ကို ကာကွယ်နေတာတို့ဟုတ်လားအာဒီဘာလဲတက်ကဘာတက်တက်ကကျေးကျေးဇူးတက်ကစစ်တပ်ကတိုင်းပြည်ပေါ်မှာကျေးဇူးရှိတာတို့ပြည်သူပေါ်မှာကျေးဇူးရှိတာတို့ဆိုတဲ့အတွေးခေါ်ပေါ့ဗျာเนาะအဲ့ဒီတွေးခေါ်ကျွန်တော်စဉ်းစားကြည့်တယ်ဗျာအခုလက်ရှိမြန်မာနိုင်ငံမှာပဲကြည့်လေ ဒီစစ်တပ်ကြီးကိုခင်ဗျာပြည်သူလူထုကဘယ်လိုမျိုးအားကိုးလို့ရလို့လဲဘယ်နေရာတွေမှာ အားကိုးလို့ရလဲဟုတ်တယ်ဗလားအားကိုးလို့မရတဲ့အပြင်ဒီစစ်တပ်ကြီးကတိုင်းပြည်ရဲ့ဝင်တော့ဝင်ပိုးပြည်သူလူထုရဲ့ဝင်တော့ဝင်ပိုးကြီးဖြစ်နေရလေဗျာခင်ဗျာအခုကြည့်စီးဒီစစ်မှုထမ်းတဲ့ကိစ္စနဲ့ပဲကြည့်နော်ဒီလူမိုက်တွေက ဟုတ်လားတိုင်းပြည်မှာရှိတဲ့ဒီလူငယ်တွေနော်ဟာလူငယ်တွေကိုပြန်ပြီးဆွဲနေတာ နော်ပေါ်တာဆွဲဆိုတာပြန်ပြီးဆွဲနေတာဟာပြန်ပြီးဆွဲပြီးတဲ့အခါကျတော့ဟာဆက်ကြီးကောက်တယ်ဟာဓမြတိုက်တယ်ဟာအမျိုးမျိုးနှိပ်စက်ညှင်းပန်းတယ်ဒါတွေကခင်ဗျာဟိုမာဖီးယားဂိုင်းတွေလုပ်တဲ့အလုပ်တွေနော်အဲ့တော့တိုင်းပြည်မှာဒီနေ့ကျွန်တော်တို့ရဲ့တိုင်းပြည်ကိုပြောရလို့ရှိလို့ရှိရင် ကျွန်တော်တို့ရဲ့တိုင်းပြည်မှာအစိုးရမရှိဘူးဥပဒေမရှိဘူးကျွန်တော်တို့ရဲ့တိုင်းပြည်မှာဒီနေ့ရှိနေတာက မာဖီးယားခိုင်းပဲမာဖီးယားခိုင်းပဲရှိနေတာနော်ဒီမာဖီးယားခိုင်းကဟုတ်လားအလူမိုက်တွေနဲ့ပေါင်းပြီးတော့တိုင်းပြည်မှာရှိတဲ့ပြည်သူလူထုရဲ့ဟုတ်လားကုန်းကောက်ဆရာမရှိတဲ့ငွေတွေနဲ့ပိုင်ဆိုင်မှုတွေကိုဓမြတိုက်နေတာဗျဟုတ်လားအချမ်းဖက်ဓမြတိုက်နေတယ်ပြန်မေးဆွဲနေတယ်မတရားဆက်ကြီးကောက်နေတယ်ဒီလိုလုပ်နေတာကျွန်တော်တို့တိုင်းပြည်မှာ အစိုးရမရှိဘူးမာဖီးယားဂိုင်းပဲရှိတယ်နော်အဲ့တော့မာဖီးယားပုံစံနဲ့ဟုတ်လားတွားနေတယ်ဒီနေ့မင်းအွန်လိုင်းတို့ဟာစစ်ဘိုလ်ရုပ်တစုကနော်မာဖီးယားပုံစံနဲ့တွားနေတယ်မင်းအွန်လိုင်းတို့စစ်ဘိုလ်ရုပ်တစုကတိုင်းပြည်ကို ကာကွယ်ပါတယ်ဟုတ်လားဒီစစ်တပ်ကြီးမရှိတော့လို့ရှိရင်ဒီတိုင်းပြည်ကိုဘသူတွေက ကာကွယ်ရကာကွယ်မှာလဲဆိုတဲ့မင်းဦးတွေကိုလည်းကျွန်တော်တောက်လျှောက်တွေ့နေရတယ် တွေးနေရဆိုတဲ့ခါကျတော့ကဲပြာဒီနေ့ဒီနေ့အချိန်တွေကိုပဲလောလောဆယ်ပြောအောင်မယ်ဟုတ်လားဟိုရန်ကုန်မြို့ကြီးကနေပြီးတော့ရန်ကုန်မြို့ထဲမှာတောင်ရှိပါတယ်နော်ခင်ဗျာကင်းဆောင်ရတယ်ဗျာဟာစတီစစ်တပ်ကြီးအတွက်ကိုနော်ဒီနိုင်ငံတော်ရဲ့လာသာကိုစားနေတဲ့စစ်တပ်ကြီးရှိနေရင်နိုင်ငံတော်ရဲ့လာသာကိုစားနေတဲ့ရဲတပ်ဖွဲ့ဝင်တွေရှိနေရဲ့ဓာတ်နဲ့နော်ကျွန်တော်တို့ပြည်သူလူထုကကင်းကျေးတွေပေးရတယ် ဟုတ်လားဟာအခုစစ်မှုထမ်းဆိုတဲ့အခါကျတော့စစ်မှုထမ်းကြီးတွေဘလောက်လဲအခုဆိုလို့ရှိရင်6000တလောက်ဟမ်ဆက်ကြီးကောင်းနေတာတလောက်6000ဒီထဲများတဲ့ဟာနေရာတွေမှာတော့မပဲရှိသေးတယ်ကင်းကြီးလက်နဲ့ကင်းကြီးတွေပေးရတယ်ဗျာအခုစစ်မှုထမ်းကြီးတွေပေးရတယ်ဗျာ ဟိုခြေတွေအခုဂိတ်တွေကိုဖြတ်မယ်ဆိုဂိတ်ခြေတွေပေးရတယ်ဗျာအမျိုးမျိုးပေါ့သဘောထားပေါ့ဟုတ်လားအဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာ တိုင်းပြည်ကိုကာကွယ်ဖို့အတွက်ဖွဲ့စည်းထားတဲ့ဒီစစ်တပ်ကြီးကိုစစ်တပ်ကြီးရှိရှိရဲ့နဲ့ကျွန်တော်တို့ပြည်သူလူထုတွေကကိုယ်တိုင်ကင်းဆောင်နေရတယ်ကိုယ်တိုင်ကင်းမဆောင်လို့ရှိလို့ရှိလို့ရှိရင်ကင်းဆောင်နိုင်တဲ့လူတွေအတွက်ကိုပတ်စံပေးနေရတယ် ဟုတ်တယ်ဗလားအဲ့တော့ဒီစစ်တပ်ကြီးကတိုင်းပြည်ကိုကာကွယ်တယ်ဆိုတာဘယ်လိုမျိုးကာကွယ်တာလဲဒီစစ်တပ်ကြီးကိုဗျာဟိုကျေးဇူးရှင်ဖြစ်မြင်နေတဲ့လူတွေဟုတ်လားကျွန်တော်ဒီဆရာကြီးဦးဝင်းတည်ရဲ့စကားကိုကျွန်တော်ဒီနေရာမှာအမှတ်ရတယ်ဟုတ်လားအမှတ်ရတယ်အမှတ်ရတာဘာလဲဆိုတဲ့အခါကျတော့မင်းတို့စစ်တပ်ကငါတို့တိုင်းပြည်ပေါ်မှာဟိုမူးလို့တော်နေမူးလို့တော်မှာပဲကျေးဇူးတင်တယ်မူးလို့ရှူစရာတော့မရှိဘူးမင်းတို့စစ်တပ်ရဲ့ကျေးဇူးကငါတို့တိုင်းပြည်ပေါ်မှာဗာလဲဟို မူးလို့ရှူစရာတော့မရှိဘူးဆိုတဲ့စကားเนาะအဲ့စကားလေအဲ့အမှန်ပဲဒီစစ်တပ်ကြီးကကျွန်တော်တို့တိုင်းပြည်ပေါ်မှာထားတဲ့ကျေးဇူးဆိုတာမူးလို့တော်မှာပဲဗျာဖြစ်လေရှူစရာမရှိဘူးဗျာနှက်စင်းစားကြည့်လေဗျာဟုတ်လားလမ်းတွေဖောက်တယ်ခင်ဗျားတို့ကျွန်တော်တို့အခုနေတဲ့ဟုတ်လားအိမ်ဂျိုအိမ်ကြားလမ်းတွေကွန်ကရစ်တွေကျွန်တော်တို့ပြည်သူလူထုတွေကိုယ့်အနေကိုလှုပ်ရတာဟုတ်လားအိမ်မှာလမ်းတွေမှာဓမီတိုင်းတွေလုံးမလား ကျွန်တော်တို့ပြည်သူလူထုတွေကိုယ့်အနေကိုလှုပ်ရတာဟမ်မြောင်းနေဖောက်မလားကိုယ့်အနေကိုလှုပ်ရတာဟုတ်လားဒီဦးတန်းရွှေကြီးတို့အုတ်ချုပ်တဲ့လက်ထက်ဆိုလို့ရှိရင်ပိုးရုံဆိုးသေးတယ်အမြင်ကားလမ်းမတွေအဝေးကားအဝေးပြေးကားလမ်းမတွေရထားလမ်းတွေဟုတ်လားခင်ဗျအာရမလှုပ်ဟားပေးနေရွာတွေကလူတွေဟမ်လှုပ်စားကန်စားအဆင်မပြေတဲ့ကြားထဲမှာကိုတမင်းတုံးနဲ့ကိုသွားပြီးတော့လမ်းတွေဖောက်ရတာ တမန်တွေဖောက်ရတာယထာလန်းတွေဖောက်ရတာတားလန်းတွေဖောက်ရတယ်လက်ဆက်လက်ဆက်ကင်းချီရီဟာပေးရတယ်နော်အမျိုးမျိုးပြည်သူလူထုအပြာဆိုလိုတာကသူတို့နေစဉ်ဘဝနေတိုင်းရှင်တန်ဖို့အတွက်လုံးစရာကိုင်းစရာတွေအားလုံးကိုပြည်သူလူထုကသူတို့အဲ့ဒီကနေသူတို့ကဖျားတယ်လေပြည်သူလူထုကသူတို့ပတ်စံနေသူတို့တဲတာပဲဟုတ်ရဲ့မလားဘာပဲလုံးလုံး ပြည်သူလူထုကသူတို့ပတ်စံနေပဲသူတို့လှုပ်ကြတာအဲ့တော့ဒီလို့အဲ့လိုလှုပ်နေုံနေမှအားမရဘူးပြည်သူလူထုစီကနေပြီးတော့စက်ကြီးတောက်တယ်ဓမြတိုက်တယ်ဆိုတာဟိုးဥဒန်းရွှေကြီးလက်ထက်တည်းကဖြစ်နေတာဟုတ်တယ်မလားကျွန်တော်တို့တွေကင်းဆောင်ရတယ်ဆိုတာဟိုးဥဒင်းဝင်လက်ထက်မှာတွေကကင်းဆောင်ရတာကျွန်တော်တို့လမ်းနေမှာဟာပြောလိုက်တော့ဒီစစ်တပ်ကြီးကတိုင်းပြည်ကိုကာကွယ်နေတာကာကွယ်နေတာနိုင်ငံတော်ရဲ့ပတ်စံတွေကိုတုံးတယ်ဟုတ်လားနိုင်ငံနိုင်ငံတော်ရဲ့ရုပ်ဝတ္ထုပစ္စည်းတွေကိုတုံးတယ် နိုင်ငံတော်ရဲ့ resources တွေကိုသုံးတယ်နော်အသုံးပြီးတဲ့အခါကျတော့တကယ်တကယ်ရင်ဒီတိုင်းပြည်ကိုကာကွယ်ရတာကကျွန်တော်တို့ပြည်သူလူထုတွေကျွန်တော်တို့ပြည်သူလူထုတွေလောက်တာနော်အဲလောက်နေရတာကဲထားပါတော့စကားကဒါကကျွန်တော်နင်းအစားပေါ်ပြကျွန်တော်တို့တို့ကျွန်တော်တို့ light တွေလွှင့်နိုင်ဒီလိုစကားတွေပြောနေတဲ့အတွက် ဟုတ်လားဒီလိုပြောနေတဲ့လူတွေကိုတေးစာလေးစဉ်းစားတတ်အောင်ကျွန်တော်ကဒါဦးနေပြောတာကဲကျွန်တော်တို့ဥဟာတွားနဲ့သူစောတီးတွေအเจ้าကိုကျွန်တော်ပြောမယ်ပေါ့ဒါเนาะအဲ့တော့ဒီနေ့ကျွန်တော်ဥဟာတွားနဲ့ဒီပြူစောတီးတွေကိုပြောရခြင်းအเจ้าရင်းကဟိုတိုက်ခိုက်ဖို့မကောင်းပြောဖို့တဲ့စာလို့ရှိရင်သူတို့အเจ้าကိုနားလဲဖို့เนาะသူတို့အเจ้าကို နားလဲဖို့ပြောရတာဖြစ်တယ် ဲ့လိုနားလဲမအဲ့လိုနားလဲပြီးတဲ့အခါကျတော့နောက်တဲ့ဘာဆက်လို့ရမလဲဆိုတဲ့အခါတော့စီးရောမှာကျွန်တော်တို့ကနော်ဒါဓာတ်တွေကိုကျွန်တော်တစ်ဆက်တစ်ဆက်တည်းကျွန်တော်ဟိုနေဆက်ပြီးတော့ကျွန်တော်ဟိုရှင်းပြမယ်နော်အဲ့တော့လက်ရှိပေါ်ပြကျွန်တော်တို့တိုင်းပြည်မှာကျွန်တော်တို့နိုင်ငံမှာဟုတ်လားဒီအခုမာဖီးယားဂိုင်းအတွက်မာဖီးယားစစ်တပ်အတွက်နော်မာဖီးယားစစ်တပ်အတွက်သူ့မှာလက်ရုံးနှစ်ခုရှိတယ် ဘယ်လဲယုံနဲ့ညာလဲယောနော်ညာလဲယုံကသူစောဒီတွေသဘောထားဘယ်လဲယုံကမဝတာနော်အဲ့တော့ပြူစောဒီကြတော့သူတို့တွေကဒီပြည်သူစစ်တွေကသူတို့ဒေတာကန်ဒီလော့ကဲတွေဟုတ်လားအသူတို့သူတို့ဒေတာရဲ့နေမြေအခြေအနေနော်အသူတို့ဒေတာရဲ့အကြောင်း နော်သူတို့ဒေတာမှာနေထိုင်တဲ့ရွာမကြီးရွာတွေမှာနေထိုင်တဲ့လူတွေကိုသူတို့ဟာနဲ့သူတို့အာစီယုံနိုင်စွမ်းနော်အာတီဆောက်နိုင်စွမ်းနော်အာဒိုင်းမှုတွေရှိတယ်လို့သူတို့ကလက်နဲ့ကင်ပြီးတော့ဒီမာဖီးယားစစ်တပ်အတွက်ကို ရှေ့ရနေပြီးတော့တိုက်ပီးနေရတဲ့လူတွေဒါစစ်တပ်ကညာလက်ရုံးနော်အဲ့တော့ဘယ်လက်ရုံးမဖတာကြတော့ဒီစစ်တပ်ကအတူရောဒီအမျိုးသားရေးဆိုတဲ့ကြောယူပေါ့ဗျာနော် အဲ့ဒီအမျိုးသားရေးဆိုတဲ့ကျော်ယူအမျိုးပါသာတာတနာဆိုတဲ့ကျော်ယူအတွက်ကိုဒီမဘာသားတွေက तू ကဘာဖြစ်လဲလောက်ပြရတာ moral support လို့ခေါ်တာနော် moral support ကိုဒီမဘာသားအမျိုးပါသာတာတနာအဖွဲ့ကနေပြီးတော့လောက်ပြရတာအဲ့လောက်ပြရတယ်ဆိုတဲ့အခါကျတော့ဒါကမဘာသားဘယ်လက်ရောဒီမဘာသားနဲ့ပြူစောတိဒါစစ်တပ်ဘက်မှာ နော်မရှိတော့ဘူးဒါမလို့ရှိရင်လည်းဒီမာဖီးယားစစ်တပ်ဘက်ကနေပြီးတော့ဟလာအကြီးအကျယ်သူတို့ကြောခိုင်းထွက်လာကြမယ်ဆိုလို့ရှိလို့ရှိရင်စစ်တပ်သူ့ရဲ့ညာလက်ယုံနဲ့ဘယ်လက်ယုံတွေကိုဆုံးရှုံးတာပဲဗျာနော်အဲ့တော့ကျွန်တော်တို့ဒီနေ့ဆေးအနာရှင်စနစ်ကျွန်တော်တို့ခင်မှာနောက်ဆုံးဖြစ်စေရမယ်ဆိုပြီးတော့တိုက်ပွဲဝင်နေတဲ့လူတွေအနေနဲ့က စိတ်ကြီးပဲတိုင်းနေလို့မရနော်ကိုရန်သူရဲ့အကြောင်းကိုလည်းသိရမယ်နော်ကြီးစံတစ်ချက်မဖောက်ရဘဲနဲ့စစ်ကိုအနိုင်တိုက်နိုင်ခြင်းဟာဘာဖြစ်လဲတကယ်အောင်နိုင်ခြင်းလို့ဒါစွန်စူးကလည်းဖွင့်ဆိုထားတယ်လူတိုင်းလည်းသဘောတူနိုင်တဲ့အရာနော်တူနိုင်တဲ့အရာဆိုတဲ့အခါကျတော့ဒီနေ့ကျွန်တော်တို့ဒီမာဖီးယားစစ်တပ်ကြီးကို ကြိလိုက်လို့ရှိလို့ရှိရင်မဘာသားနဲ့ပူစောတိဟာဒီမာဖီးယားတွေအသက်ရှင်နိုင်ဖို့အတွက်ကို အဓိကဘယ်လဲယုံနေညာလဲယုံနေဆိုတာဖြစ်နေတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ဒီဆရာနာရှင်စနစ်ကြာဆုံးဖို့အတွက်တိုက်ပွဲဝင်နေတဲ့လူတိုင်းနားလေထားပြီးတော့ဒီဒီမာဖီးယားတွေရဲ့ဘယ်လဲယုံနေညာလဲယုံကိုကျွန်တော်တို့ဖြုတ်နိုင်မှုလို့တယ်နော်ဟိုတပင်းရွှေသီးနဲ့ဘရင်အောင်နဲ့ပညာကျမ်းနဲ့ပညာပညာလောကိုနော်ဟိုဖြုတ်ခဲ့တဲ့လူမျိုး ဒီနေ့လေဒီမာဖီးယားဒီစစ်တပ်ကြီးရဲ့ဗဲလက်ယုံနဲ့ညာလက်ယုံဖြစ်တဲ့ဒီမဘာသာနဲ့သူစော်ဒီကိုကျွန်တော်တို့ကစိတ်ရဲစစ်စင်ကြီးအမှုနည်းနဲ့ကျွန်တော်တို့ထုတ်ရမယ်ထုတ်ဖို့အတွက်ကို လုပ်ရမယ်အဲ့တော့အဲ့ဒီရည်ရွယ်ချက်နဲ့ဒီနေ့ကျွန်တော်ကဥဝတော်နဲ့သူစော်ဒီဆိုတဲ့ခေါင်းစဉ်အကြောင်းကိုကျွန်တော်ဆွေးနွေးမှာအဲ့တော့ဆွေးနွေးမှာဖြစ်တဲ့ဆိုရယ်အသေးစိတ်တော့ မပါဘူးပေါ့ဗျာတချို့အတွင်းကြီးတွေတော့ဟုတ်တယ်ဗလားအဲ့တော့ဟိုအပေါ်ရန်ကနေပြီးတော့ပြောမယ်ဆိုလို့ရှိရင်ဗျာဟိုနေတနေပေါ့ဟုတ်လားနေတနေရက်တရက်မှာကဲကျွန်တော်တို့တွေဟုတ်လားခီးထွက်ကြတယ်ပေါ့နော်အဲ့တော့ခီးထွက်ကြတဲ့အခါမှာကျွန်တော်တို့အာ စကိုင်းကိုနင်းကိုမြေစကိုင်းတော့ကူးလိုက်တယ်ဗောဗျာစားစရာတောက်စရာတွေဟုတ်လားအဲ့ဒေတာမှာရှိတဲ့เนาะအာလူတွေအတွက်ကိုကျွန်တော်တို့ဟုတ်လားအာဝဲကြချမ်းကြเนาะအာဝဲကြချမ်းကြရဲဆိုတဲ့အခါမှာလဲနိုင်ငံတော်ပတ်စံနဲ့ဝဲတာမဟုတ်ဘူးเนาะကိုအဲ့ဒီကကိုပတ်စံနဲ့ဝဲတာအဲ့တော့ကျွန်တော်တို့အဲ့လိုတွားလာလှုပ်ရှားနေကြရောလဲတချို့ခုနကကျွန်တော်ပြောခဲ့သလိုဗောဗျာဟုတ်လား ဘောပိတ်တွေအဘောပိတ်တွေဘလောက်တောင်စုပ်ပဲ့လဲဆိုတဲ့အထဲမှာလို့အာကျွန်တော်အဲ့လိုမျိုးသွားလာလှုပ်ရှားတဲ့အခါကျတော့အဲ့ဒါလေးကိုကြည့်ပြီးတော့တချို့ဘောပိတ်တွေကဘာဖြစ်လဲအမလေးဒီစကားစာဒီဒီသူတို့ရဲ့ဒီအဘဖေဖေကြီးတွေအာပေးတဲ့ပစံနဲ့ဟလာဖေဖေကြီးတွေဟိုနည်းဖြစ်ပြီလို့ပဲအာကျွန်တော်တို့ကလုံနိုင်တယ်လို့ဟလာအာလုံနေတယ်လို့မျိုးဘောပိတ်ချီချီချီထိုးတာ ရှိသေးတယ်ထားလိုက်တော့ဒီဥစ္စာနော်အဲ့တော့ကဲကျွန်တော်တို့အဲ့လိုဝယ်ချမ်းပြီးတော့ လာကြတာဗောဗျာရွှေဘူအထိနော်အာရွှေဘူရောက်တော့ကျွန်တော်တို့ခဏတစ်ဖြုတ်နားပြီးတော့လာကြိုးတဲ့အဖွဲနဲ့ကျွန်တော်တို့ခီးဆက်ကြတယ်နော်အာခီးဆက်ကြတယ်ဆိုတဲ့အခါကျတော့အမှလမ်းမှာဗျာတခါတယ် ဟုတ်လားအရွာတွေအိမ်တွေတည်ရဗလားမီးတွေလောင်ပြီးတော့ပြာကျပြီးတော့ပျက်စီးနေကြတာတွေအဲတချို့တနေရာကွေးရောက်တဲ့အခါကျတော့လာခေါ်တဲ့လူတွေကရှင်းပြတယ်ဒီနေရာကတော့ဒါစစ်ကြောင်းတစ်ကြောင်းလုံးဒါဖြုတ်ပလိုက်တဲ့နေရာပေါ့ဒီနေရာမှာစစ်ကြောင်းတစ်ကြောင်းလုံးပျောက်သွားတယ်ပေါ့ဒါဒီနေရာအရေးကြီးကျွန်တော်ကားကိုတည်ရဗလားမိုင်90တွေ100တွေ130တွေချော်ပြီးတော့ချမ်းပါတွေပါဖြွင့်ပြီးတော့ခုံပြန်ကြော်လွှားပြီးတော့တည်ရဗလားအတဲအတန်တစ်ခါတည်း ဟိုမောင်းပြီးတော့ဖြက်ကူးခဲ့ရတဲ့နေရာတွေเนาะအဲဟိုနင်းနေအမျိုးမျိုးကျွန်တော်တို့တော့ခီးရှေယူသွားခဲ့ရတာပေါ့ဗျာเนาะအာသွားပြီးတော့ဒီဥဝသွားရဲ့เจ้าကျွန်တော်တို့ရောက်ပါเนาะအာရောက်တယ်ဆိုတဲ့အခါကျတော့ဒါဥဝသွားချက်ချင်းပဲကဲနင်းခဏတစ်ဖြုတ်နားယူပါလို့ရှိလို့ရှင်ဟုတ်လား အာနေရွာတွေကိုလှည့်ကြမယ်ဗောနော်အာနေနေစီအိုရေးစကားတွေဟုတ်လားလူလူဟောပြောပွဲတွေအာကျွန်တော်တို့လို့လုတ်ပေးဖို့အတွက်ကိုတောင်းဆိုရဲအတွက်ကဲသွားကြအောင်နော်သွားကြရဲဆိုတဲ့ခါကျတော့အဲ့မသွားစီမှာဟောကြကားသွားရဲဖြတ်တဲ့နေရာတွေမှာရှိတဲ့ အဲ့အင်းနေဒါတွေကတော့မီးရှို့ခံရတယ်ဒါတွေကတော့အသက်ခံရတယ်အင်းနေဟာဒီနေရာတွေကတော့ဒီလိုဖြစ်တယ်ပါသူတို့ဒီဒေတာမှာသူတို့ရွာတွေမှာအကြုံတွေ့ခဲ့ရတယ်ကြုံတွေ့နေရတယ်အခြေအနေအကြောင်းစုံတွေကိုကျွန်တော်ကျွန်တော်တို့ရှင်းပြတာပေါ့နော်အဲရှင်းပြပြီးတော့ဒီညမိုးချုပ်ဒီနေဝင်ရှိတရောပေါ့နေဝင်ရှိတရောလေးရောက်တဲ့အခါမှာကဲကျွန်တော်တို့ဒီလူလူ ေါ်ပြောပွဲတွေဟုတ်လားစီယုံပွဲတွေလုပ်ဖို့အတွက်ကျွန်တော်တို့ခီးစဉ်စကြတာပေါ့နော်အဲ့တော့စကြရဲဆိုတဲ့အခါကျတော့အာကျွန်တော်တို့လှိုက်လိုက်လဲလဲနဲ့ဟုတ်လားအာကြိုးစုခဲ့ကြတဲ့နော်အာကျွေးမွေးအခမ်းခဲ့ကြတဲ့အာလူတွေကိုလည်း နော်ဒီပြည်သူလူထုကိုလည်းအခုချိန်ထိမမေ့သေးဘူးနော်အများရန်တတိရတယ်နော်အာကျွန်တော်တို့ကားပေါ်ကအာဆင်းလိုက်ပြီးထွက်လိုက်ပြီးဆိုတာနဲ့ဟုတ်လားကျွန်တော်တည်နေကြတဲ့လူတွေဟုတ်လားအာကုချိုကြီးနော်အာကုချိုကြီးလားနော်တွေ့ရတဲ့ဝမ်းသာပါတယ်နော်အမျိုးမျိုးပေါ့ဗျာအလွန်မှဒီအဲဝချေပုံနဲ့ ဒီဒေတာကန်တွေကိုเนาะဒီနေရာမှာကျွန်တော်ကျေးဇူးလဲတင်တယ်ပြီးတဲ့အခါကျရင်ဒီနေ့ကျွန်တော်ပြောတဲ့ live ကအဲ့ဒီဒေတာကန်မှာနေတဲ့ပြည်သူလူထုရဲ့သူတို့ရဲ့အမြင်နဲ့သူတို့ရဲ့ယုံကြည်ချက်ကိုအာစော်ကားဖို့နဲ့မတိမဲ့မြင်လို့ဖို့မဟုတ်ဘူးဒီနေ့ကျွန်တော်ပြောရခြင်းအနေထားကအဲ့ဒီဒေတာမှာရှိတဲ့ပြည်သူလူထုနဲ့နော်အဲ့ဒီကဒီပြူစောတီးတွေအနေနဲ့ဒီနေ့လက်ရှိ မာဖီးယားစစ်တပ်နဲ့ လက်တွဲပြီးတော့အလုံးလုံးလို့ နော်မရတော့ဘူးဆိုတဲ့ဟာကိုကျွန်တော်ကလည်းအဲ့ဒီဒေတာမှာကြံခဲ့တဲ့ နော်ကျွန်တော်တို့အားပေးထောက်ခံခဲ့တဲ့ဟုတ်လားကြိုးစားခဲ့တဲ့အဲ့ဝကြေပွန်ခဲ့တဲ့ပြည်သူလူထုတွေကိုအတိပေးခြင်းလို့ကျွန်တော်ဒါကိုပြောတာနော်အဲ့တော့ကြားတဲ့လူတွေရှိလို့ရှိရင်လည်းဆက်ပြီးတော့ဖြတ်မိလိုက်ပါချိုကြီးကပြောနေတယ်ဒီမာဖီးယားစစ်တပ်အတွက်တော့အလုံးမလုံးကြနေတော့လို့နော်